မြန်မာနိုင်ငံမှာတာယာတန့်ရှင်းလာပါတဲ့မြို့ကိုပြောပါဆိုလို့ရှိရင် ကျွန်တော်တို့တောင်ကြီးမြို့ကိုပထမဦးစွာတတိယနေတာပဲဖြစ်ပါတယ်ခင်ဗျလူချင်းမင်းတို့တောင်ကြီးကို အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်အလုတ်နဲ့တော်လကောင်ကျွန်တော်တို့ဒီခီးသွားတာနဲ့တော်လကောင်ကျွန်တော်တောင်ကြီးမြို့ကိုရောက်ပြီဆိုလို့ရှိရင်မဖြစ်မနေပထမအဦးဆုံးသွားတင်တဲ့နေရာကတော့ရွှေဘုံပွင့်အဲလေးပဲဖြစ်ပါတယ်ခင်ဗျာဒီရွှေဘုံပွင့်ဟာဆိုလို့ရှိရင်တောင်ကြီးမြို့ကိုဟိုအပေါ်စီးကနေမြင်ရတဲ့ view point ဆိုလဲမမားပါဘူးခင်ဗျာတောင်ကြီးမြို့ကိုရောက်ပြီးတော့တောင်ချေဘုံပွင့်မရောက်ဘူးဆိုရင်တောင်ကြီးမြို့ရောက်တယ်လို့လည်းဆိုလို့လို့မရသေးပါဘူးခင်ဗျာ ရွှေဘုံဘုံဖျားရဲ့အသက်ဆင်းလန်းဟာဆိုလို့ရှိရင်အရင်လိုမဟုတ်တော့ဘဲနဲ့ဟိုတကယ့်ကိုတာယာနေတဲ့လမ်းပေါ့နော်အသက်ဆင်းလန်းအရန်အဆင်ပြေနေတဲ့လမ်းဖြစ်နေပါပြီခင်ဗျလူချင်းချင်းတို့မရောက်တာကြာနေပြီဆိုရင်တော့ဒီအလက်အများကြီးပြောင်းလဲနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျ တောင်ကြီးမြို့ရောက်ပြီးတော့ sunset ကဘယ်ကနေကြည့်ရမှမသိသေးဘူးဆိုရင်လေဒီရွှေဘုံဘင်းကနေထိုင်ပြီးတော့ sunset ကိုကျွန်တော်တို့တဝကြီးကြည့်ရှုလို့ရပါတယ်ခင်ဗျပြီးတော့ဒီမှာထိုင်ပြီးတော့လည်းကျွန်တော်တို့တောင်ကြီးမြို့ရဲ့အလှတွေကိုလည်းတဝကြီးခန်းစားလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျပြီးတော့လည်းဒါဖျားဘူးပေါ့နော်ဒါလူမျိုးပေါင်းစုံဟိုလာလို့တင့်တော်တဲ့နေရာလေးပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ sunset ပြီးတော့ဒီ city view ပေါ့နော်အပေါ်စီးကနေကြည့်လို့ရပါတယ်ခင်ဗျ ရောက်နေကြသူတွေအတွက်မထူးဆန်းပေမဲ့ဒီရွှေဘုံဘွင့်ကိုမရောက်ဖူးတဲ့သူတွေအတွက်ဒါကျွန်တော်ရိုက်ပြပြခြင်းဖြစ်ပါတယ်ခမလူချင်းမင်းတို့ချွေပုံးပွင့်နဲ့ပတ်သက်ပြီးတော့အမတ်ရလေးတွေရှိခဲ့တယ်ဆိုရင်လည်းကွန်မန့်အောင်မှာဝင်ရောက်ပြီးတော့ရေးသားနိုင်ပါတယ်ခင်ဗျတခြားသူအတွက်ဒီလေးတွေအာတွေ့အောင်လဲသွားနိုင်အောင်လဲကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးလုပ်ပေးပါခင်ဗျနောက်တစ်ခုကျွန်တော်ထပ်ပြီးတော့တောင်းဆိုပါရစေကျွန်တော်ရဲ့ YouTube channel အာကိုလည်း like and subscribe လေးလုပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုပါရစေခင်ဗျ